ချန်ပီယံလီဗာပူးရဲ့နောက်ထပ်ခြေလှမ်းများမင်္ဂလာပါပရိသတ်ကြီးလို့ရှင်လီဗာပူးသင်းကပရီးမီးယားလိဖလားကြီးကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာတော့နောက်ရသည့်အတွက်ကြိုတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေတာပါအသင်းရဲ့လက်ရှိဖွဲ့စည်းပုံအရပြောရမယ်ဆိုရင်လေလီဗာပူးအသင်းကပရီးမီးယားလိရဲ့အင်အားကြီးအသင်းဖြစ်ဆက်လက်ပြီးတော့ရည်တည်နေအောင်မှာပါအလက်ဇန္ဒားအာနိုအသင်းကနေထွက်ခွာသွားပေမဲ့လီဗာပူးအသင်းနေနဲ့ကစားသမားအင်အားတချို့ကိုပြန်လည်ပြီးတော့အားပြေခဲ့ပါတယ် ်အာနိုးကလင်မာဘူးသင်းနဲ့တူအောင်မြင်မှုကြာရှုံးမှုတွေကိုရင်ဆိုင်ဖျက်ဆီးခဲ့ပြီးအရေးပါတဲ့ကစားသမားတယောက်ဖြစ်စေခဲ့ပါတယ်။အင်္ဂလန်နဲ့လင်မာဘူးသင်းမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးကစားသမားဘဝကြော်ကြားအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အာနိုးက Spain Blue Team Real Madrid ရဲ့တားကောင်ဖြစ်ခဲ့ရပါတယ်။လီဗာပူးနဲ့ပရီးမီးယားလိဂ်ကိုဆွန့်ခွာခဲ့ပြီး Real Madrid အသင်းကိုဆက်ဆက်မြိုင်မြိုင်နဲ့ရောက်ရှိလာခဲ့ပါတယ်။ ်ဒါကြောင့်မလို့လီဗာပူးပရင်သတ်တချို့ရဲ့လောင်ပြောင်ခဲ့တဲ့ဂျင်ကိုလည်းရှင်းဆိုင်ခဲ့ရပြီးလီဗာပူးတင်းရဲ့တစ္ဆာကန်ကစားသမားပွားကနေပြီးတော့ထုတ်ပယ်ခံခဲ့ရပါတယ်ဒီပြောင်ရွှေ့ကအာနိုအတွက်တော့ကြီးမားတဲ့စင်ကုန်မှုတစ်ခုလို့ဆိုနိုင်ပါတယ် Real Madrid တင်းဆိုတာဘောလုံးစတားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီးထိတ်တန်းအောင်မြင်မှုတွေကိုတင်ပိုက်ထားတဲ့အသင်းမှာ KSS ဆန်တရက်ကျဲကစားသမားတွေနဲ့အောင်မြင်မှုတွေကိုတင်ပိုက်ခဲ့ပြီးဥရောပအောင်မြင်မှုအခမ်းအနားဆုံးအသင်းဖြစ်ပါတယ် ။ဒါမှန်ခြေစွမ်းနေနေဆိုရင်တော့ Real Madrid ရဲ့အရန်ခုံမှာပဲအချိန်တွေကိုကုံဆုံးရမှာဖြစ်ပြီးကစားသမားဘဝမေးမိန်သွားနိုင်ပါတယ်။ကမ္ဘာကျော်ကစားသမားတချို့လည်း Real Madrid ကိုပြောင်းရွှေ့ပြီးကမှတံယာပြဿနာတွေနဲ့ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့်ကစားသမားဘဝကြာရှုံးခဲ့ရတဲ့အဖြစ်အပျက်တွေလည်းရှိခဲ့ပူပါတယ်။ဒါကြောင့်အာနိုးနေနဲ့တော့မာနေပြူးကွင်းကြီးကစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။လီဗာပူးသင်းကလည်းလက်ရှိမှာအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေရဖြစ်ပြီးနောက်ရသူတွေမှလည်းစူပလားတွေတင်ပိုက်ဖို့စိတ်အားထက်သန်နေရဖြစ်ပါတယ်။ အကြိမ်20မြောက်ပရီးမီးယားလိဖလားကြီးကိုတင်ပိုက်ခဲ့ပြီးနောက်မှာတော့နောက်ထပ်အောင်မြင်မှုတွေကိုရယူဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ယခုပြောင်းရွှေ့ကာလမှာကစားသမားအသစ်တွေကိုခေါ်ယူထားခဲ့ပြီးအသင်းရဲ့အင်အားကိုတောင့်တင်းစေခဲ့ပါတယ်။လီဗာပူးကခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာလီဗာကူစင်အသင်းမှာခြေစွမ်းပြကစားနေတဲ့ဂျရမီဖရီပွန်နဲ့ဖလော်ရီယန်ဝက်စ်တို့ပါဝင်ခဲ့ပြီးဖုံးမအသင်းရဲ့နောက်ခံလူမီလိုစကာကတ်စ်နဲ့ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေကသူတို့ရဲ့အရင်ကလပ်တွေမှာခြေစွမ်းပြကစားခဲ့တဲ့ကစားသမားတွေဖြစ်ပြီးလစ်လပ်သွားတဲ့အလန်ဆနာအာနုရဲ့နေရာအတွက်အကောင်းဆုံးဖြစ်စီသွားကြမှာပါ။လက်ရှိမှာလည်းလီဗာပူးအသင်းရဲ့အဓိကတိုက်စစ်မှုကြီးမိုဟာမက်ဆာလာကအသင်းအတွက်အဓိကအစိတ်ပိုင်းတစ်ခု ဖြစ်ခဲ့ပြီးတော့လီဗာပူးအသင်းနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားအောင်ပါပါ။နီးပြအာနက်စလောအနေနဲ့ထူးခြားတဲ့နီးပြူဟာရင်းနဲ့လီဗာပူးသင်းကိုပရီးမီးယားလိချန်ပီယံဖြစ်စေခဲ့တယ်လို့အင်အားသစ်တွေဖြည့်တင်းထားတာကြောင့်နောက်ထပ်စင်ကုန်မှုတွေကိုအကောင်းဆုံးရင်ဆိုင်ရအောင်ပါ။ ပြီးခဲ့တဲ့ရသီမှာဥရောပဖလားကာရာဘောင်းဖလားတို့ကိုဆုံးရှုံးခဲ့ရပြီးချန်ပီယံအိမ်မက်တချို့ကိုလွှဲချော်ခဲ့ရပါတယ်။ဒါကြောင့်လီဗာပူးအသင်းနဲ့နောက်ရသီအတွက်ကစားသမားအသစ်တွေနဲ့အောင်မြင်မှုတွေကိုထပ်ပြီးတော့သိမ်းပိုင်းပြနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။